ားချက်ထပ်ပြောမယ်ဘုန်းတော်ဗုဒ္ဓဘာသာဂေါရမမြတ်စွာဘုရားဆိုပြီးအိန္ဒိယလွယ်ကွာကလားစစ်စစ်ကိုကိုးကွယ်တာဂေါရမမြတ်စွာဘုရားဒီမြန်မာနိုင်ငံသားမဟုတ်ဘူးသူဒီနိုင်ငံသား FRC တယောက်ဖြစ်တယ်ဒီဗီဒီယိုဖိုင်ကကြာခဲ့ပါပြီနော်အဲ့ဒါကို တချို့ကအစ်စ်လုတ်ပြီးပြန်တင်နေတာတွေ့လို့ဦးစင်ပြောပြချင်တာပါမြတ်စွာဘုရားလက်ထက်ကခတ္တိယဗျမနဝိတ္တတုဒ္ဒဆိုပြီးအမျိုးလေးမျိုးရှိပါတယ် မြတ်စွာဘုရားကခတိယအမျိုးပါအစိုးပါအမျိုးလေးမျိုးထဲမှာဗြဟ္မဏဆိုတာပါပါတယ်ဗြဟ္မဏဆိုတာပုံနာအမျိုးကို၎င်းခိန္ဓူအမျိုးကို၎င်းခေါ်ဆိုတာပါဒီကနေ့ကအမ္ပဋ္ဌသုံးပါမြတ်စွာဘုရားကခတိယအမျိုးသည်တခင်မျိုးဖြစ်၍ဗြဟ္မဏအမျိုးသည်ကျုံမျိုးဖြစ်ကြောင်းထုတ်ဖော်ဟောကြားလိုက်တဲ့အတွက်အမ္ပဋ္ဌဟာရှုံးနိမ့်သွားပါတယ်အဲ့ဒါကိုကြည်သောအဖြစ်မြတ်စွာဘုရားသည်ခိန္ဓူဗြဟ္မဏအမျိုးမဟုတ်ဘဲခတိယအမျိုးဆိုတာထင်ရှားပါတယ် ဒါကြောင့်မြတ်စွာဘုရားသည်ကလားမဟုတ်ပါဘူးခတိယအမျိုးဖြစ်ပါတယ်နော်ကုသင်းရဲ့တစ်တော့နဲ့ဖိဖုတ်မှာရှိတဲ့ညီတော်နောင်တော်များဒကာဒကာမများတတိထားနိုင်ဖို့ရန်အတွက်ဗီဒီယိုဖိုင်လေးတစ်ခုဖြန့်ပေးပါရစေနော်ဟေးဟုတ်ကဲ့ပါဗျာဒီအတော့တပည့်တော်၆တင်များစေဘပေါ့အေးအေးဒီကားတော့ကျွန်တော်ကလည်းပြောခဲ့သလိုမျိုးဒီကားတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆွေးနွေးရေးညွှန်ကြားချက်နဲ့အတူဖုံဖုံလုံးလုံးငွေသွင်းငွေထုတ်များရဲ့အကောင့်တွေကဒါနိုင်ငံရေးနဲ့သုံးတရပါဝင်ပတ်သက်မှုစီမီလေးစကားကိုတပည့်တော်စစ်ဆေးဖို့အတွက်လိုအပ်တယ် အဲ့ဒါကမှတော့ဆရာတော်ဘက်ကနေပြီးတော့ဆက်သေးတာကိုခွင့်ပြုရဲလက်ခံနေဆိုရင်တော့တပည့်တော်အော်ပရေတာနေပြီးတော့အခုတစ်ခါလဲဆက်သေးမှုပြုလုပ်ပြီးပြီးတော့ဒါတင်းရှင်းနေဆိုလို့ရှိရင်တော့ဆရာတော်အကောင့်ကိုလုံးဝပိတ်ပြီးမှမဟုတ်ပါဘူးဗျဒါမဲ့ဆရာတော်ဘက်ကနေစစ်စစ်တာကိုလက်မခံနိုင်ဘူးညှိဆွလိုက်တယ်ဆိုရင်တော့ဆရာတော်ကိုယ်တိုင်းနိုင်ငံရေးနဲ့အဆုံတရားပါဝင်ပတ်သက်တာလို့စစ်စစ်မခံတာလို့ယူဆပြီးတော့ဒီရတော့အဲကြမှာတာပိတ်သိမ်းမှဖြစ်ပါရဲ့ဗျာနော်။အဲဟိုကတော့ဦးစင်းတို့ကတော့ဟိုကမဖြစ်ပါဘူး။တော့နိုင်ငံရေးနဲ့လက်ကိရှင်နဲ့စစ်စစ်ခံနိုင်တယ်။အဓိကတော့ဒါနဲ့ဦးစင်းတို့ကငွေသွင်းငွေထုတ်လုပ်တာနောက်ဖုံးဖို့ရဲ့အလူရှင်တွေလွှဲအပ်တဲ့ ဘလူငွေတွေဖြစ်တဲ့ကြောင့်မလို့နော်အဲဘလို့ပိတ်သိမ်းနေဆိုလဲတာဝန်ရှိသူတွေကပဲဘယ်နဲ့ဆက်သွယ်ရမယ်ဆိုတာပေါ့နော် ဒါကပြပါတပြိရတော့ကဒါလုံလုံကြီးပိတ်တင်လိုက်တာမျိုးတော့ပြောတာမဟုတ်ဘူးပေါ့နော်တပြိရတော့ကနေစစ်စစ်ရကိုလက်ခံနိုင်နေဆိုလို့ရှိရင်တော့တပြိရတော့ operator နေပြီးတော့အခုတခါလေးစစ်စစ်မှုပြုလုပ်ပေးမယ်ကင်းရှင်းနေဆိုလို့ရှိရင်တော့ဒါဆရာတော်ကောင်ကိုလုံးဝပိတ်တင်မှာမဟုတ်ဘူးပေါ့နော်ဒါပုံမှန်နိုင်မဆရာတော်တို့ဆုံးပြလို့ရမှာပေါ့ဆရာတော်တို့ကဒါလက်မခံနိုင်ဘူးဆိုမှဒါနိုင်ငံရေးနဲ့တစုံတရာပေါင်းရင်ပတ်သက်ထားလို့စစ်စစ်မခံတာလို့ယူဆလိုက်ပြီးတော့ကျွန်တော်တို့အဲ့ကြမှာသာပိတ်တင်မှာဖြစ်ပါတယ်ခဏတပြိရတော့လည်းစစ်စစ်လိုက်ပါနော်နည်းနည်းနဲ့ဆရာတော်တပြိရတော့အကောင့်လေးတခါလေးစစ်စစ်မှုပြုလုပ်ပေးပါမယ်ဖုန်းလေးကတည်းကနားလောက်ဒီတိုင်းမိခိုင်းနေပါအောင်ခင်ဗျာဟုတ်ပါပြီ ဒီမှာပြတပည့်တော်တို့ကဒါကောင်းဆက်မယ်ဆိုလို့ရှိရင်ကြတော့ပထမဦးဆုံးအနေနဲ့တပည့်တော်တို့ရဲ့လုပ်ငန်းစစ်ဆေးရေးဌာနကနေပြီးတော့ဆရာတော်ကိုစစ်ဆေးမှုပြုလုပ်မဲ့စစ်ဆေးရေးလုပ်ငန်းစဉ်နံပါတ်လေးကိုဆရာတော်ဖုန်းနဲ့ကိုတပည့်တော်မက်ဆေ့လေးပို့ပေးလိုက်မယ်ပြတစ်ချက်လောက်ကြည့်ရှုပြီးတော့လုပ်ငန်းစဉ်နံပါတ်လေးပြန်လည်တွေ့ကြပေးပါအောင်ခင်ဗျာဆရာတော်ဖုန်းရဲ့မက်ဆေ့ထဲမှာ KB လက်ပေးဆိုပြီးမက်ဆေ့လေးဝင်ရောက်နေမှာဖြစ်ပါတယ်ဗျာနော်ဟုတ်ဟုတ်ဒီမှာပြတပည့်တော်လောကလေးပို့ပေးထားပါတယ်တစ်ချက်လောက်ကြည့်ရှုပြီးပါအောင်ဗျအင်းအဲ့ဒါက OPD code ဖြစ်နေတယ်ဟယ်လို ဟယ်လိုခိုင်တို့လွဲထောင်းခိုင်းတဲ့ကုတ်က OPD ကုတ်ကြီးဖြစ်နေတယ်ဒီမှာဆရာတပည့်တော်တို့ဘက်ကနေပြီးတော့ဒါကုလိမဆက်သေးမပြလို့မယ်ဆိုတာကိုတလပိုင်းတရက်နေတဲ့ကနေပြီးတော့အချက်ဆက်နဲ့ချက်နဲ့တူတရားဝင်ကြညာရထုတ်ပြန်တာပြပြတာဖြစ်ပါတယ်ဗျအချက်ဆက်နဲ့ဒီအဲ့ OPD ကုတ်ကတော့ဘယ်သူမှပြလို့ရတာဖြစ်တော့မို့မပေးနိုင်ဘူးနော်အဲ OPD ကုတ်ကတော့ဘုံကပေးလို့မရဘူးအဲ့တော့ဒကာကြီးကအဲ KPZ ရဲ့ official account ကတာဝန်ရှိတဲ့ပုံကူတွေဖြည့်ရင်နော်ဟိုပါပေါ့နော် KPZ ရဲ့ official account က တာဝန်ရှိတဲ့သူတွေဖြစ်နေရင်ဖုံဖုံတွေကအဲဟိုပါပေါ့အချက်လက်တွေကိုတခါကြီးတို့ဟိုတင်းကနေပြီးတောင်းယူလို့ရပါတယ်ညီတော်နောင်တော်များနဲ့တကာတကာမှအားလုံးတည်ထားကြပါနော်လူအချင်းချင်းလှက်ပတ်ချင်းကင်းရှင်းကြပါစေလူကတန်ကာတင်းခွဲလို့မရဘူးဟုအကောက်တစ်ခုက ပြောနေပါတယ်ဟုတ်ပါသလားဆရာတော်တဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဖြေကြပြောကြတဲ့အခါမှာမှားတာလည်းရှိမယ်မှန်တာလည်းရှိမယ် မှန်ပြီးမပြည့်စုံတာလည်းရှိမယ်။ဘာကြောင့်လဲဆိုရင်အလုံးစုံကိုတည်တော်မူတဲ့တပည့်ညွတ်ဖရာမဟုတ်လို့ပါ။အလုံးစုံကိုတည်တော်မူတဲ့တပည့်ညွတ်ဖရာသာလျှင်မှန်ကန်ပြီးကုံစင်အောင်ဖြည့်ဆို့နိုင်ပါလိမ့်မယ်။ဦးစင်တို့ကိုယ်တိုင်လည်းအမှားမကင်းပါဘူးနော်။အမှားမကင်းကြတော့လည်းပဲဘာသာရေးနဲ့ပတ်သက်ပြီးဖြေကြပြောကြတဲ့အခါမှာဖရာဟောပိတကတ်ကိုကိုးကားပြီးဖြေကြပြောကြမယ်ဆိုရင်တရားမှာ90လောက်ကမှန်ပြီး10လောက်ပဲမှားနိုင်ပါတယ်။ဘာကြောင့်10လောက်ကမှားနိုင်သေးတာလဲဆိုရင် ဖယားဟောပိဋကကတော့မှန်ပြီးသားပါဖယားဟောပိဋကကိုအယူအဆလွဲသွားလို့ပဲဖြစ်ပါတယ်လူကတန်ဃာကိုနှစ်ပတ်ခဖြစ်အောင်မလုပ်နိုင်တဲ့အတွက်လူကတန်ဃာသိမ်းခွဲလို့မရဘူးဆိုတာမှန်ပါတယ်သို့တော့ဆက်ပြောရမှာကြံခဲ့ပါသေးတယ်အဲ့ဒီကြံခဲ့တဲ့အရာကိုအချင်းချုပ်ယူပြီးတော့ပြောပြပါမယ်နော်နာခောဥပါလိဘိက္ခုနီတန်ဃံပိန္တတိအပိစဗေဒာယပရကမတိနာတိတ်ခမနာတန်ဃံပိန္တတိနာတာမနေရောတန်ဃံပိန္တတိ နတာမနိရိတံကံဘိန္တတိနဥပါတကောတံကံဘိန္တတိနဥပါတိကတံကံဘိန္တတိအပိစဗေဒာယပရကမတိဘိက္ခုနီသိက္ခမံတာမနိတာမနိမလူဥပါတကလူဥပါတိကမတို့ဟာတံကာတင်ခွဲတဲ့ကံကိုမလုပ်နိုင်ဘူးသို့တော့တင်ခွဲအောင်တော့အထုတ်နိုင်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်နားလည်အောင်ပြောရမယ်ဆိုရင်ဥပုပ်ကံစတာတွေဟာ လူဆသူတို့နဲ့မသက်ဆိုင်တဲ့အတွက်တန်ကာတင်းခွဲတဲ့ကံကို လူကတရိုက်လုံးလို့မရတော့လဲပဲတင်းခွဲအောင်တော့အာထုတ်နိုင်တဲ့သူတွေဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်နော်အဲ့ဒါလေးကြံခဲ့တဲ့အတွက်ကြောင့်အဖြေကမှန်တော်လဲပဲမှားတယ်လို့ဖြစ်သွားတာပါနော်ဒါကြောင့်လူတွေဟာတန်ကာတင်းခွဲလို့မရဘူးဆိုတာမှန်ပါတယ်သို့တော့တရိုက်တင်းခွဲလို့မရတာပါပွဲပိုက်တော့နေနဲ့တော့အာထုတ်နိုင်တဲ့သူတွေဖြစ်တယ်ဆိုတာကိုမှတ်သားထားရမှာဖြစ်ပါတယ် ပတ်သက်လို့စားတာကုသိုလ်ရပါသလားဖေယားကြေကြားပေးပါတဲ့ပတ်သက်လို့စားရင်ကုသိုလ်ရပါတယ်လို့ဖေယားမဟောပါဘူးเนาะတချို့ကပတ်သက်လို့စားရင်ကုသိုလ်ရတယ်လို့ထင်တတ်ကြပါတယ်ပတ်သက်လို့စားလို့ကုသိုလ်ရမယ်ဆိုရင်ကျွေးတွေနွားတွေအသေးအရွက်စားတဲ့တရိတ်ဆန်တွေကုသိုလ်ရကုန်မှာဖြစ်ပါတယ်။သို့တော်လည်းပဲမိမိကိုအကြောင်းပြုပြီ ပတ္တဝါတွေတည်ကြည်ပျက်စီးခြင်းမဖြစ်ပါစေနဲ့ဆိုတဲ့မေတ္တာစိတ်မျိုးနဲ့အသားငါရှောင်ကျင်ပြီးတသက်လွတ်စားမယ်ဆိုရင်တော့ကုသိုလ်ရနိုင်ခြင်းရှိပါတယ်။ဖះရှင်ရဲ့အလိုတော်အရာကတော့အစာတောက်နဲ့ပတ်သက်ပြီးကုသိုလ်ရမရတိုင်းတဲ့အခါမှာအစာအတောက်ပေါ်ခင်တွေတဲ့ရတ္တတဏာနဲ့ပဲတိုင်းပါတယ်။တသက်လွတ်စားပြီးတော့အစာအတောက်ပေါ်ခင်တွေတဲ့ရတ္တတဏာရှိနေမယ်ဆိုရင်တော့ကုသိုလ်မရပါဘူး။တသက်လွတ်ပဲစားစား အသားငါးနဲ့ပဲစားစားအစားတောက်ပေါ်ခင်တွဲတဲ့ရတတဏမရှိဘူးဆိုရင်တော့ကုသိုလ်ရပါတယ်အရှင်ဖရာမာနမင်းဟာဖရာစုပန်ထားသော ပုဂ္ဂိုလ်ဆိုတာတကယ်ဟုတ်ပါသလားဖရာတဲ့အရှင်ဥပဂௌဒမထေရဲ့ဆုံးမမှုကြောင့်မာနမင်းဟာတံဝေကရပြီးဖရာစုပန်သွားတယ်လို့တချို့ကပြောကြပါတယ်ခေရဝါရပိဋကတ်တော်မှာ အရှင်ဥပဂௌတမထေဆိုတာမရှိတာကြောင့်အရှင်ဥပဂௌတမထေရဲ့ဆုံးမမှုကြောင့်မာနမေဟာပန်ဝေကရပြီးဖျားစုပန်သွားတယ်ဆိုတာဟာမဖြစ်နိုင်ပါဘူးနော်အဲသို့တော်လည်းပဲမာနမေဟာဖျားစုပန်ထားသောပုဂ္ဂိုလ်ဖြစ်ပါတယ်ဘယ်မှာဘသူကို အကြောင်းပြုပြီးဖျားစုပန်ထားတာလဲဆိုရင်မူလပဏာတပါဠိတော်မာရတိသနိယတုံးမှာမာနမေဟာအရှင်မောက်ကလံကိုနှောက်ရက်တဲ့အခါမှာ အရှင်မောက်ကလံကဆွေမျိုးဆက်ပြီးတရားဟောပါတယ်။ရှင်မောက်ကလံဤတရားဟောပြောမှုကြောင့်မာနမင်းဟာတန်ဝေကရပြီးတာဝကဗောဓိစုကိုမပန်ဘဲပမာတန်ဗုဒ္ဓဖျားစုကိုပန်ခဲ့ပါတယ်။ဒါကြောင့်မာနမင်းဟာဖျားစုပန်ထားသောပုဂ္ဂိုလ်ဖြစ်ပါတယ်။အရှင်ဖျားတာသနာဆောင်နှက်ကတာသနာအတွက်ဘာတွေလုပ်ပေးပါသလဲဖျားဖြေးချပေးတော်မူပါဖျားတဲ့။ သာသနာဆောင်နှက်ဆိုတာတိကျနှက်ကို ပြောတာမဟုတ်ဘူးเนาะသာသနာဆောင်နှက်ဆိုတာဓဋ္ဌရဋ္ဌဝိရူပကဝိရူလကကုဝေရဆိုတဲ့နမင်းကြီး၄ပါးကိုပြောနေကြတာဖြစ်ပါတယ်နမင်းကြီး၄ပါးသည်သာသနာတော်ကိုစောင့်ရှောက်ပါတယ်လို့တော့ဖျားဟောကြမ်းကန်တွေမှာ အတိအကျမတွေ့ရပါဘူးဒါဖြစ်ရင်ဘာကြောင့်နမင်းကြီး၄ပါးကိုသာသနာဆောင်နှက်လို့ပြောရတာလဲဆိုရင် နမင်းကြီး၄ပါးသည် တာသနာကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကိုကာကွယ်စောင့်ရှောက်ပေးလို့ဖြစ်ပါတယ်။တခါတုန်းကမြတ်စွာဘုရားရာဇဂျိုမြို့ဂိစကုတ်တောင်မှာတရင်သုံးနေတုန်းနမင်းကြီး၄ပါးရောက်လာပြီးတော့ဘုံတော်အလွန်တရာကြီးမြတ်တော်မူသောမြတ်စွာဘုရားလောကမှာတာသနာကို မကြည်ညိုတဲ့နတ်တွေဘီလူးတွေရှိပါတယ်ဘုရား။အဲ့ဒီတာသနာကိုမကြည်ညိုတဲ့နတ်တွေဘီလူးတွေဟာတာသနာကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေနဲ့မတည့်ပါဘူးဘုရား။ သာသနာကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေအပေါ်ကိုရံပြုတ်တတ်ကြပါတယ်ဖရာဒါကြောင့်ရံမပြုတ်နိုင်အောင် အဆောင်အလျှောက်ဖြစ်တဲ့အာဒါနာတိယတုတ်ကိုရှောက်ထားပါရစေဆိုပြီးမြတ်စွာဘုရားထံမှာအာဒါနာတိယတုတ်ကိုရှောက်ထားခဲ့ပါတယ်သာသနာကိုတတ်ဝင်ယုံကြည်တဲ့ပုဂ္ဂိုလ်တွေဟာ အာဒါနာတိယတုတ်ကိုရွတ်ဆိုမယ်ဆိုရင်သာသနာကိုမကြည်ညိုတဲ့နတ်တွေဘီလူးတွေနှောက်ယှက်ခြင်းတံမခံရအောင်နမင်းကြီးလေးပါးကကာကွယ်စောင့်ရှောက်ပေးပါတယ် အဲ့ဒါကြောင့်နမင်းကြီးလေးပါကိုသာသနာဆောင်နဲ့လို့ပြောဆိုနေကြခြင်းဖြစ်ပါတယ်။အရှင်ဖရာတပည့်တော်မေတာ ဖြေပေးပါအောင်ဖရာရွှေရင်ကျော်ခိုင်းဝင်ရင်တရဏဂုံပြတ်ပါသလားဖရာတဲ့။တာရထတီကာမှာကိုးကွယ်မှုမှား၍အပြစ်ရှိသောတရဏဂုံပြတ်ခြင်းနဲ့တေလွန်၍အပြစ်မရှိသောတရဏဂုံပြတ်ခြင်းရဲ့ဆိုပြီးတရဏဂုံပြတ်ခြင်းနှမျိုးပြဋ္ဌာန်းထားပါတယ်။ တေလုံ၍တရဏဂုံပြတ်ခြင်းကအပြစ်မရှိပင်မဲ့ကိုးကွယ်မှုမှား၍တရဏဂုံပြတ်ခြင်းကတော့အပြစ်ရှိပါတယ်။ရွှေရင်ကျော်ဂိုင်းဝင်ရင်တရဏဂုံပြတ်ပါသလားဆိုတော့ဖရာတရားတန်ကယရနာ၃ပါးမှလွဲ၍အခြားသောအရာတွေကိုဖရာတရားတန်ကယရနာ၃ပါးကဲ့သို့အလေးထားပြီးကိုးကွယ်ခြင်းရှိခိုးခြင်းမလုပ်ဘူးဆိုရင်တော့တရဏဂုံမပြတ်ပါဘူး။အဲ့ဒီလိုမှမဟုတ်ပဲရွှေရင်ကျော်ဂိုင်းဝင်ထားပြီးတော့ ဖရာတရားတန်ခါယရနာ၃ပါးအပြင်အခြားသောအရာတွေကိုလည်းယရနာ၃ပါးကဲ့သို့အလေးထားပြီးကိုးကွယ်မယ်ရှ िख ိုးမယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်သို့မဟုတ်တရဏဂုံညှို့နှံ့တတ်ပါတယ်အရှင်ဖရာယဟန်တွေမစားကောင်းတဲ့အသား၃မျိုးကကြာသားမြင်သားတန်တရာအသားဒီ၃မျိုးကလူတွေမှာရောမစားတင်ပါသလားဖရာတဲ့ ဖះရှင်ရဲ့အဆုံးအမအတိုင်းလိုက်နာကြင်ကြံနေတဲ့သူမှန်ရင်ယဟမမဟုတ်ပါဘူးလူပုဂ္ဂိုလ်တွေလည်းပဲမြင်သာကြာသာတန်တရာသာဆိုတဲ့ဒီအသားသုံးမျိုးကိုမစားသင့်ပါဘူးမစားဘဲရှောင်ရှားခြင်းဟာဖះရှင်ရဲ့အလိုအကျဖြစ်တဲ့အတွက်ကုသိုလ်ဖြစ်ပါတယ်